ရေဒီယိုအန်ယူဂျီသတင်းစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အော်တိုဝါလာ16နှစ်ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့ဗရောင်းမြို့နယ်ကစစ်တပ်ပွင့်63လုံးစကန်ကုန်းကို AA ကသိမ်းပိုက်ထားပြီးနယ်ရေကန်ဗျူဟာကုန်းကိုအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ပဲခူးတိုင်းဗရောင်းမြို့နယ်ကစစ်တပ်ပွင့်63လုံးစကန်ကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရည်ကန်ပြူဟာကုန်းကိုအပိသက်သိမ့်ပိုင်နိုင်ရေးထိုးစစ်ဆင်နေတယ်လို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်။ပရောင်မြို့နယ်က ပကံခွေးလို့ခေါ်တဲ့ပကံခွေးရွာတောင်ဘက်မှာရှိတဲ့စစ်တပ်ရဲ့63လုံးပွင့်ကုန်းကိုအော်တိုဘားလ14ရက်နေ့မနက်9:05မိနစ်ကစပြီးသုံးပတ်သုံးတန်ထိုးစစ်ဆင်ခဲ့ရမှာ၃နိုင်ခန့်အကြာမှာ63လုံးပွင့်စကုန်းစခန်းကိုသိမ့်ပိုင်နိုင်ခဲ့တာလို့ဆိုပါတယ်။ တိမ်မိုက်ရရှိခဲ့တဲ့စကန်းကုန်းနဲ့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်နေတာတော်ကြာနေပြီဖြစ်ပေမဲ့အော်တိုဘားလ14ရက်နေ့မှထိုးစစ်အရှိန်မြင့်ပြီးတိုက်ခတ်ခဲ့တာလို့အသိပေးပါတယ်။အဲ့ဒီစကန်းကုန်းတိမ်ပိုက်ချိန်မှာစစ်သားအလောင်းတချို့လက်နက်ခဲရဲနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့အေဘက်ကစစ်သည်တချို့လည်းကြာဆုံးခဲ့တာရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တဆက်တည်းမှာပဲလူများသိကျင်နေတဲ့နေရီကန်ပြူဟာကုန်းအခြေအနေကိုအေအေကထုတ်ပြန်ချက်ကနေအတိပေးထားပါတယ်။ အချမ်းမစစ်တပ်အတွက်အရေးပါတဲ့နိုင်ရည်ကန်ဖြူဟာစခန်းကုန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ဖို့လက်ကျန်နေရာအချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသလိုကစင်ကလေးထွက်ပြေးနေတဲ့စစ်သားတွေနဲ့နေရာအချို့မှာတိုက်ပွဲတွေဆက်ဖြစ်နေသလိုလက်လက်ချလင်းဝင်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးနေတယ်လို့အေအေကပြည်သူလူထုကိုသတင်းစကားပါထားပါဗျာ။ ဒါပြင်ဆက်လက်သိမ်းပိုက်ဖို့ကြမ်းနေတဲ့စစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလည်းလက်နက်ကြီးတွေ drone တွေနဲ့ပြန်လည်တိုက်ခိုက်နေတာကြောင့်အခုရက်ပိုင်းမှာတိုက်ပွဲတွေပိုပြီးပြင်းထန်နေတယ်လို့အသိပေးပါတယ်။အလားတူရခိုင်ပဲခူးတိုင်းအဆက်ရခိုင်မကွေးတိုင်းအဆက်ရခိုင်အေရီတိုင်းအဆက်တို့မှာလည်းစစ်တပ်ရဲ့ထိုးစစ်ကိုအရခတက်တော်ကအကောင်းဆုံးခံစစ်နေတူတံပြန်ထိုးစစ်တွေနဲ့ဟန်ချက်ညီဆင်နွှဲနေတယ်လို့အေကပြောပါတယ်။မနေ့ကအော်တိုဘလ15ရက်နေ့နေ့လယ်3:55မိနစ်မှာဆိုရင် AR တိုင်းရေကြီးမြို့နယ်က ဆက်ဆက်ရိုးရွားနီးမှာမိနစ်နှင်းငယ်ကြာတဲ့တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့သိရှိရပါတယ်ခင်ဗျာခုတခါတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့စကိုင်းမင်းကုန်းလမ်းမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာပူကြီးပါဝင်စစ်သား5ဦးသေဆုံးပြီးတနက်9နာရီတိုင်းစီရရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းတွေကစကိုင်းမင်းကုန်းလမ်းမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်မှဗိုလ်ကြီးပါဝင်စစ်သား5ဦးသေဆုံးပြီးတနက်9နာရီတိုင်းစီရရှိခဲ့တယ်လို့ယူနီကုန်းပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်လာပါတယ် ။စကိုင်းမင်းကိုလမ်းပိုင်းကပေါက်တွဲကြေးရွာမှာဒေသနေပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့စစ်သားတွေကိုအော်တိုဘလ7ရက်နေ့ကတိုက်ခိုက်ခဲ့တာကိုဒီကနေ့မှထုတ်ပြန်လာတာဖြစ်ပါတယ်။အင်အား20ပါတဲ့ချီလင်းစစ်ကြောင်းကို Unicorn ပျောက်ကြားတပ်ဖွဲ့ကအသင်းဆောင်ကြိုပြီးတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာခလာရ136ကဘူဂျီမင်းထွန်းစုအပါအဝင်စစ်သား5ဦးသေဆုံးခဲ့ပြီး15ဦးဒဏ်ရာရရှိကပြည်သူတွေစီကကားရီစိုက်ကယ်တွေလူယူပြီးထွက်ပြေးသွားတယ်လို့လည်းအသိပေးပါတယ်။တိုက်ပွဲတွင်စစ်သားတွေပါတဲ့ ် MA1 နှစ်လက် MA3 သုံးလက် MA5 တစ်လက်၆လုံးပြုတစ်လက်အီနာဂါတစ်လုံးနဲ့စကားပြောဆက်တစ်လုံးသိမ်းဆည်းရရှိခဲ့ပေမယ့်တော်လိုင်းရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်တပ်ဘက်ကထိနာသွားတဲ့အတွက်တိုက်ပွဲတွေထပ်ဖြစ်လာနေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်တပ်နဲ့အဝေးဆုံးမှနေထိုင်ကြဖို့ယူနီကွန်ပြောင်ကြားတပ်ဖွဲ့ကတိုက်တွန်းထားပါတယ်ခင်ဗျာအခုဆက်လက်ပြီး ပေါင်းတယ်မှာအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်အားတက်သရော့လုပ်ပေးနေတဲ့ခြေရွာအုပ်ချုပ်မှုကိုပြစ်ခတ်ရှင်းလင်းတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတယ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်အားတက်သရော့လုပ်ကင်ပေးနေတဲ့ရွာပလဲအုပ်စုရေစဲကြီးရွာအုပ်ချုပ်မှုကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ PPDF 3631တပ်ရင်းကဒီကနေ့အော်တိုဘားလ16ရက်မှာထုတ်ပြန်လာပါတယ်။ပေါင်းတယ်မြို့နယ်ရွာပလဲအုပ်စုရေစဲကြီးရွာအုပ်ချုပ်မှုဝင်းမြင့်ဆိုသူကို အော်တိုဘလ7ရက်နေ့မှာဘီဝါ21ကုတ်ကဲမှုအောက်မှာရှိတဲ့3631တက်ရင်တက်ခွဲ9ကရဲပေါ်တွေသူ့ရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။ရေစဲကြီးရွာအုပ်ချုပ်ရေးမှုဝင်းမြင့်ဆိုသူဟာအကြမ်းမဲ့စစ်တပ်အတွက်စစ်မှုထမ်းဖို့လူငယ်လူရွယ်တွေကိုစူးစမ်းပေးတာရွေးကောက်ပွဲအတွက်အားတက်သရော့လှုံ့ဆော်ပေးနေတာကြောင့်ရှင်းလင်းရတာလို့လည်းအသိပေးပါလေ။ရေစဲကြီးရွာအုပ်ချုပ်ရေးမှုကိုရှင်းလင်းခဲ့တဲ့ညမှာပဲအကြမ်းမဲ့စစ်တပ်ရောက်ရှိလာပြီး drone နဲ့ဘုံးသီးတွေကျဲချခဲ့တာရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ကကျဲချတဲ့ဘုံသီးတွေဟာရေဆယ်ကြီးရွာတဲကတလုံးငကြံကုန်းရွာထဲမှာနှလုံးကျဲချခဲ့ပြီးရေဆယ်ကြီးရွာထဲကနေလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ပြည်သူကာကွယ်ရေးဘော်တွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်ခင်ဗျာအခုတခါပခုတ်ကူလင်းငွင်းကနေရိတ်ခါယူပြီးပြန်လာတဲ့စစ်သားတွေကိုကြားပြတ်တိုက်ခိုက်မှုမှာစစ်သား6ဦးသေဆုံးပြီးတနက်နှက်လက်သိမ်းစီရရှိတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ် မကွေးတိုင်းပခုတ်ကူမြို့မှာရှိတဲ့ပခုတ်ကူလင်ရင်ကွင်းကနေရိတ်ခါယူပြီးပြန်လာတဲ့အင်အား20ခန့်မှစစ်သားတွေကိုကြားဖြတ်တိုက်ခတ်ခဲ့ရမှာစစ်သား6ဦးသေဆုံးပြီးတနက်နှစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ Southern Yezjo တပ်ပေါင်းစုကဒီကနေ့အော်တိုဘားလ16ရက်မှာထုတ်ပြန်ပါတယ်။ရိတ်ခါတဲပြီးပြန်လာတဲ့စစ်သားတွေကိုအော်တိုဘားလ15ရက်မနေ့ကနေ့လယ်ပိုင်းမှာကြားဖြတ်တိုက်ခတ်ခဲ့တာနဲ့ပတ်သက်လို့ Southern Yezjo ကထုတ်ပြန်လာတာဖြစ်ပါတယ်။ တိုက်ခတ်ခံရတဲ့စစ်သားတွေဟာပခုတ်ကူမြို့နယ်မြောင်လူကန်ရွာအထိုင်စခန်းကစစ်သားတွေဖြစ်ပြီးပခုတ်ကူလေရင်ကွင်းကနေရိတ်ခါယူပြီးပြန်လာမှာစောက်တန်းစီစီကျိုးတပ်ပေါင်းစုကကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ကြားဖြတ်တိုက်ခတ်ခံရတဲ့အဲ့ဒီစစ်သားတွေဟာလေရင်ကွင်းကင်းမြောင်စင်မှာရှိတဲ့စစ်သားတွေရဲ့လက်နက်ကြီးလက်နက်ငယ်တွေ point five နဲ့ပစ်ကူယူပြီးလေရင်ကွင်းထဲကိုပြန်လဲဆုတ်ခွာထွက်ပြေးသွားတယ်လို့အသိပေးပါတယ်။တပ်ပြေမြောင်လူကန်ရွာထိုင်းစခန်းမှာရှိတဲ့စစ်သားတွေကလည်းပြစ်ကူပေးခဲ့တာကြောင့်15မိနစ်ခန့်ကြာတဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရပါဗျ ဒီတက်ခတ်မှုမှာစစ်သား6ယောက်သေဆုံးတာကိုမျက်မြင်တွေ့ရှိခဲ့ရပြီး MA1 တလက်ကြီးပေါက်3ခုကြီးအောက်90 BA94 တလက်ကြီးပေါက်2ခုကြီး55တောင်းသိန်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဒီတက်ခတ်မှုကိုတော့ Southern Yezejo တပ်ပေါင်းစုတွေဖြစ်တဲ့ Southern YSO PDF တောင်းညီနောင် Yezejo Revolution Group YRG ပြည်သူ့ Armed PDF Kane Corporation နဲ့တောင်းစစ်တီတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတပ်ပေါင်းစုဘက်ကရဲဘော်တို့လက်ပြင်ကြီးဖောက်ဝင်တဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါပါတယ်ခင်ဗျာ။ ခုနောက်ဆုံးစစ်တပ်ထောက်ခံသူတွေက KIA KPDF နဲ့ PDF 71ဦးအလင်းဝင်နေဆိုပြီးသတင်းအမှားနဲ့ဝါဒဖြန့်နေတယ်လို့ KIA ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပူတောင်မြို့က KIA KPDF PDF တပ်ဖွဲ့ဝင်71ဦးလက်လက်ချအလင်းဝင်လာတယ်လို့စစ်တပ်ထောက်ခံသူတွေကအော်တိုဘားလ73ရက်မှာသတင်းအမှားတွေနဲ့ဝါဒဖြန့်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကအော်တိုဘားလ95ရက်ညပိုင်းမှာဖော်ပြပါဗျာ။ မြေကြီးနားမြို့အခြေဆိုင်မြောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်တပ်ထံအလင်းဝင်လာသူတွေကိုမိမာဒီစီပြန်လည်အနှံ့တယ်ဆိုပြီးဓာတ်ပုံတွေနဲ့အတူလူမှုကွန်ရက်ပေါ်ဖြန့်ဝေလာတဲ့ပေါ် KIA ကအခုလိုဖော်ပြလာတာဖြစ်ပါတယ်။တပြင်အော်တိုဘားလ9ရက်နေ့တုန်းကလည်းဘူတာဝမြို့ခေါင်းလံမှုဒေသကပြည်သူတွေကိုတရင်တောင်တအူးမလာမနေရမိတ်ထုတ်ပြီးတအူးကို7000ခွဲစီပေးက KIO KIA ကိုမလိုလားကြောင်းဆန္ဒပြခိုင်းခဲ့တယ်လို့လည်းဒေသနေသူတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။ ူတော်ဒေသမှာရှိတဲ့ပြည်သူတွေဟာ KIA KPDF နဲ့ PDF တွေကိုစန့်ကျင်မဲ့သူမရှိလို့အဲ့ဒီဆန္ဒပြပွဲမှာပါဝင်သူတွေဟာလည်းစစ်တပ်ကအရမဖိအားပေးစေခိုင်းတာကြောင့်ဖြစ်တယ်လို့လည်းဒေသနေပြည်သူတွေကပြောပါတယ်။ပြည်သူစစ်ဖွဲ့တွေလုံခြုံရေးယူပြီးလုပ်ခဲ့တဲ့အဲ့ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီးပြည်ပရောက်ရဝမ်လူမျိုးစုဖွဲ့စည်းရှစ်ခုကအော်တိုဘာလ10ရက်မှာသဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီဆန္ဒပြပွဲဟာခေါလံဘူးနဲ့ပူလာဝကဒေသနေပြည်သူတွေမြေခံပြီးစစ်တပ်နဲ့အပေါင်းပါတွေဥဆောင်လုပ်ခဲ့တဲ့လူလူဆန္ဒပြပွဲဖြစ်တယ်လို့ထုတ်ပြန်ချက်ကဆိုထားပါတယ်။ဒါဟာပြည်သူသဘောထားမှာပါပဲအတင်းအဓမ္မစီစဉ်တဲ့လူလူဆန္ဒပြပွဲဖြစ်တယ်လို့ပူလာအိုရဝမ်စာပေနဲ့ရင်ကျင်းမှုအတင်းကဖော်ပြထားပြီးကန့်ကွက်ရှုံချထားပါတယ်။စစ်တပ်ဟာ KIA PDF ဖူးပေါင်းတက်ရှိတဲ့နေရာတွေကိုထိုးစစ်ဆင်ယုံတာမှာက ပြည်သူတွေအထင်မြင်လွဲမှားစေမယ့်ဗဟုမမှန်သတင်းတွေထုတ်ပြန်လာဟာစစ်တပ်လုံနေကြနီးလန်းနေတာဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောတယ်လို့လည်းအော်တိုဘားလ15ရက်ညကသတင်းဖော်ပြရမှာထည့်သွင်းဖော်ပြထားပါတယ်။အကြမ်းမဲ့စစ်တပ်ဟာကချင်ပြည်တဲကလက်လွတ်ဆုံးရှုံးထားတဲ့နေမျိုးတွေပြန်ရဖို့ပြည်သူစစ်တွေကိုတုံးပြူပြီးထိုးစစ်စင်တော်တွေလှုပ်ဆောင်နေတာကြောင့် လန်ဆယ်ဝိုင်းမော်နယ်ဖားကန်နယ်ဗမော်မြို့နယ်တို့မှာ KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ချိန်မှာစစ်တပ်ထောက်ခံသူတွေကအခုလိုသတင်းမှားတွေကိုဝါရားပြန့်လာတာပဲဖြစ်ပါလေခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောင်ကိုခန့်ကပေးပို့ထားတာဖြစ်ပါလေခင်ဗျာ